စကိုင်းတိုင်းတတခရိုင်အင်တော်မြို့သိမ်းတိုက်ပွဲမှာထွက်ပြေးသွားတဲ့တမ80ခွန်တမမှုနဲ့အဖွဲ့ကိုတတမြို့နယ်မှာဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။မြို့သိမ်းတိုက်ပွဲအတွင်းစကန်းစွန့်ခွာထွက်ပြေးသွားတဲ့တမမှုနဲ့အဖွဲ့ကိုတတမြို့နယ်တွန်လိုင်းဘူအောင်တပ်ဖွဲ့ကဖမ်းဆီးရမိထားတယ်လို့စီရေးသတင်းရင်းမြစ်ထံကသိရပါဗျ။ဖမ်းထားတာဟုတ်တယ်နောက်ဆက်တွဲတော့မသိရသေးဘူးလို့စီရေးသတင်းရင်းမြစ်က ARD Times ကိုအတည်ပြုပြောပါဗျ။ တော်လိုင်းတပ်ဖွဲ့တွေဟာပြီးခဲ့တဲ့ဧပြီလ9ရက်ည9နာရီကအင်တော်မျိုးရှိတက်မ89ရှီလန်ဌာနချုပ်အခြေစိုက်ထားတဲ့ဂျပန်နိုင်ငံဘုံကိုတိုက်ခိုက်ပြီးမြို့ကိုထိန်းချုပ်လိုက်ခြင်းဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်နဲ့နနက်ခင်းရံအများပြားကိုပါတင်းစီရမိခဲ့ပြီးတင်းစီရမိတဲ့နနက်ခင်းရံတွေကိုမနေ့ကဧပြီရှင်းနေ့မှာအမျိုးသားညီညွတ်ရေးဆိုရ NUG ကကွယ်ဝင်ကြီးဌာနအမှုကြီးကထုတ်ပြန်ခဲ့ပါတယ်။ အင်ဒိုမျိုးသိမ်းတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်ခဲ့ပြီးမြို့ပေါ်သိမ်းပိုက်ပြီးနောက်မှာလည်းလေကြောင်းကနေလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။